အဲဟုတ်တယ်အတက်49ပြေးတော့မယ်ညီမလေးဟာအဲနုပြူတာတော့မဟုတ်ပါဘူးအားလုံးကချစ်တဲ့စိတ်နဲ့ခင်တဲ့စိတ်နဲ့အကိုမြင်ပေးစားရတဲ့အတွက်အဲ့လိုလေးပြောရရင်ကျင့်တတ်ပါရဲ့ကျေးဇူးလိုက်တင်ပါရဲဝမ်းလည်းတာပါရဲအဲဒီလိုပဲကျွန်တော်လေမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပေါ့နော်အရွယ်တစ်ခုလည်းရောက်ပြီးကိုလှုပ်ခဲတာကြီးလည်းလှုပ်ခဲပြီးပြီဆိုတော့ကျွန်တော်လှုပ်ရမယ့်ပိုက်တခြားဟာလေးရှိတော့မရိုက်တော့ဘူးဆိုပဲကျွန်တော်ဆုံးဖြတ်လိုက်တာပါဟုတ်အပြက်ကရင်လေးလားဟုတ်ဟုတ်အဲ့ဒီပြက်ကရင်ရိုက်တဲ့ကာလတွေကတော့အကိုအတွက်ဘဝမှာပြန်မရနိုင်တဲ့ ထားပေါ့နော်ကိုအနုပညာလောကထဲစာဝင်တဲ့ချိန်မှာပြက်ကြိမ်မှာနေရာတစ်ခုရဖို့ဆိုတာမလွယ်ဘူးနော်ကို့အချက်မှပဲဒီပုံကိုဝယ်စားပါလေအဲ့အတွက်အရန်ကိုဘယ်လိုပြောမလဲပြန်များနိုင်တဲ့အချိန်ကာလတွေပါပုံလေးတွေပြန်တက်လာတော့လေတကယ်ကိုရဲ့ memory ပေါ့ memory အဲ့ပြန်ကြည့်ရချိန်မှာပြည့်တတ်တွေရဲ့ comment လေးတွေဖတ်ထားဖတ်ရတယ်အဲ့တော့အရန်ကိုဝမ်းသာရပါတယ်ဟုတ်လာပါဟုတ်မမျိုးလာအားပေးတာပါ ကားမမျိုးအရန်ကိုစူးစမ်းထားဆိုတာသိရလေစားရိုက်ထဲကအမဒီကားမစိတ်နှစ်ထားတယ်ပြီးတော့အဆိုပိုင်းကိုလည်းတေချာလေးကိုစူးစမ်းထားဆိုတာသိရတယ်လေအခုဟိုထွေလာတွေလာတဲ့ခါကျတော့နမူနာတွေကြော်ညာတွေတက်လာတဲ့ခါကျတော့မမျိုးဘလောက်ထိတည်တည်တတ်တတ်နဲ့ပြောရန်တခြင်းကိုစိုးွားလဲဆိုတာမြင်ရတော့တကယ်အရန်ကိုဝမ်းသာရပါတယ်ဟုတ်အမအတွက်လည်းဒါဘာပြောပြောထပ်ပြီးတော့အကယ်ဒမီရစေချင်ပါတယ်ဟုတ်အာအဲ့တော့လေမတင်ထားဘောเนาะဟုတ်နောက်ဟို main sound လဲကောင်းတယ်နောက်ဇက်တိန်လား အဲ့တချင်းလေးဆိုဇက်တိတ်တချင်းလေးဆိုနားထောင်လိုက်ပြီးတော့လေငိုချင်စိတ်တော်ဖြစ်မိပါတယ်ဟုတ်အဲအမားကတွေ့ချာကိုလေးပြင်စင်တယ်အရင်ကျွန်တော်တို့အရှိမဟုတ်ငွေရှင်ဆိုတဲ့ဇက်ကတကအမားနဲ့ဗီဒီယိုပဲဗီဒီယိုပဲရိုက်ပေမဲ့အမားသူ့ကာရီတာပြပြအောင်တွေ့ချာဆွေးနွေးတယ်အဲ့တော့အမားအဲ့ကမှပြပြပြကိုတကယ်သေုပ်ဆောင်နိုင်ခဲ့တာဟုတ်အဲ့လိုမျိုးပဲအမားဒရမာကြီးလည်းအရန်ပိုင်တယ်ဟုတ်အများကြီးတော့မရှိပါဘူးဒါပေမဲ့ဟိုကိုတို့ထုတ်လို့ရင်းနေတော့အမားရိုက်တိုင်းဒရမာကားမှာတော့အမားပါဖြစ်တာများတယ်ပေါ့မျက်ရည်တကားတို့နောက်ပြီးတော့ မွေးရှင်ဟုတ်အဲ့ဒါအမရဲ့နဲ့ရိုက်ခဲ့ပါတယ်ဟုတ်အမဟိုးအရင်တည်းကလေအမကိုတော့အားပေးခဲ့ရတာဟိုးအရင်တည်းကအမဆိုရင်ဇက်လန်ဘယ်လိုပြောမလဲအရင်ခက်ကဆိုရင်ဗီဒီယိုကားဆိုလေပထမပိုင်းဒုတိယပိုင်းဆိုရင်အမနဲ့ကြော်ရအောင်ကားတွေပေါ့နော်အတွဲညီညီတေးဥဆောင်ခဲ့တဲ့ကားတွေဆိုရှိရလေအဲဇက်ဇက်ကနာမေရောနည်းနည်းမေ့နေလို့အဲထိုက်တာတန်းဖီလီရိုက်တဲ့ကားအဲ့ကဲဆိုရမ်းကြိုက်တာဟုတ်ဟုတ်အကိုတော့လည်းဒရမာကြိုက်တဲ့လူဆိုတော့လိုင်းတူတယ်လေဟုတ်ဟုတ် ဲ့ဒါမျိုးအရန်ကိုကောင်းတယ်တော့အမသေးသေးတက်တက်တကယ်ကိုလေအမဟိုနားထောင်လိုက်တဲ့အချိန်မှာတကယ်သေးတက်ပြီးတော့လေဆိုထားအတွက်ဂုဏ်ယူပါတယ်ဟုတ်ရှိပါတယ်မပြောက်ပါဟိုဟိုနည်းနည်းလေးကျွန်တော်လည်းပွဲမတက်ဖြစ်တာလည်းပါတယ်အခုကျတော့လည်းဒါပြောတယ်ဆိုတော့လာအားပေးရမယ်လေအမကလည်းဖြစ်တော့လာခဲ့တာပါဟုတ်ဇက်ကရကျွန်တော်ပြန်မြိုက်ပါဦးဟုတ်နားထားပါတယ်အဲဒီလိုပဲကျွန်တော်လေမလုတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပေါ့နော်အရွယ်တစ်ခုလည်းရောက်ပြီးကိုလှုပ်ခဲတာကြီးလည်းလှုပ်ခဲ့ပြီးပြီဆိုတော့ကျွန်တော် လောက်ရမဲ့ပိုက်တခြားဟာလေးရှိတော့မရိုက်တော့ဘူးဆိုပဲကျွန်တော်ဆုံးဖြတ်လိုက်တာပါဟုတ်အဲနည်းနည်းတော့ကြာပါပြီဟုတ်နော်အမားတို့အမားတို့နဲ့မဆုံးတာတော့၅နှစ်၆နှစ်လောက်ရှိပြီနော်ဟုတ်ဟုတ်ရိုက်ချင်တော့ဗောအမှုပညာရှင်ပဲနော်ဒါပေမဲ့ကိုစိတ်ကိုကိုလောက်ခဲ့တာကြီးလည်းလောက်ခဲ့ပြီးပြီကိုဒီချိန်မှာလောက်ရမဲ့ပိုင်လေးရှိတဲ့အတွက်မရိုက်ဖြစ်တော့ပါဟုတ်အဲဟုတ်တယ်အတက်49ကြည့်တော့မယ်ညီမလေးဟုတ်အဲနုပြူတာတော့မဟုတ်ပါဘူးအားလုံးကချစ်တဲ့စိတ်နဲ့ခင်တဲ့စိတ်နဲ့ ်အကို့ကိုမြင်ပေးစားတဲ့အတွက်အဲ့လိုလေးပြောရတယ်ကျင့်တတ်ပါတယ်ကျေးဇူးလက်တင်ပါတယ်ဝမ်းလက်သာပါတယ်စိတ်ကတော့အကိုကလေအခါတိုင်းလဲအဲ့လိုပဲဟိုစိတ်ညစ်စရာဆိုတိတ်မထားပါဘူးစိတ်ထဲမှာတော့လေအများအားဟိုအဲ့လိုပဲနေပါတယ်ဟုတ်အပြက်ကြိန်နေလားဟုတ်ဟုတ်အဲ့ဒီပြက်ကြိန်ရိုက်တဲ့ကာလတွေကတော့အကို့အတွက်ဘဝမှာပြန်မရနိုင်တဲ့ခါပေါ့နော်ကို့အမှုပြာလောကထဲစားဝင်တဲ့အချိန်မှာပြက်ကြိန်မှာနေရာတစ်ခုရဖို့ဆိုတာမလွယ်ဘူးနော်ကို့အချက်မှပဲဒီပုံကိုဝယ်ကြပါလေအဲ့အတွက်အရန်ကိုဘယ်လိုပြောမလဲ ပြန်များနိုင်တဲ့အချိန်ကာလတွေပါပုံလေးပြန်တက်လာတော့လေတကယ်ကိုယ့်ရဲ့ memory ပေါ့ memory အဲ့ဒါပြန်ကြည့်ရအချိန်မှာပြေးတက်တွေရဲ့ comment လေးတွေဖတ်ထားဖတ်ရတယ်အဲ့တော့အရန်ကိုဝမ်းသာရပါတယ်ဟုတ်အဲပြက်ကင်ရိုက်တာကျွန်တော်တို့ခေတ္တမှာပြက်ကင်ရိုက်တာဆိုအဲ့တော့ computer effect တွေလည်းနဲတယ်လေဥပမာဆိုရင်ကျွန်တော်တို့နဲတွေအထိထွက်ရိုက်ပါတယ်အဲချောင်းဆိုလည်းချောင်းလေးတွေမှာသွားရိုက်တယ်လေကွင်းဆိုလည်းလေကွင်းတွေမှာတွဲဖက်တဲ့သေယုတ်ဆောင်တွေကလည်းမနေ့ဆိုရင်တို့ကကားရိုက်တွေရှိတော့6နိုင်ွယ်လောက်ဆိုထဲရကိုကျွန်တော်တို့ဒါဆင်းပေါ်ရောက်နေကြပြီလေကွင်းဆိုလည်းလေကွင်းကိုရောက်တယ် ဒါကျွန်တော်တို့နေထွက်ရိုက်မယ်ဆိုလဲအဲ့လိုပဲပုံတွေအများကြီးထွက်ရိုက်ကြပါတယ်ဟုတ်အပြန်ကြည့်တော့ကိုယ်ငယ်တော့ပုံလေးတွေပေါ့အဲ့ဒါကိုဖုန်းထဲမှာပြန်စေ့ထားပါတယ်အမတ်ရအနေနဲ့ဟုတ်အနုပြန်ဝေးမှာဒါကတော့ကိုယ့်ရဲ့အမတ်တရားကြီးဆိုတော့အကုန်လုံးပြန်သိမ်းပါတယ်ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်အရင်တော့ကဒါပြက်ကြိမ်လေးပြန်တက်လာတဲ့အချိန်မှာအရင်ပေးသက်တွေကတည်သလိုအခုဒီဘက်ခစ်ပေါ့နော်ကလေးတွေကလည်းဘာပဲပြောင်းမြင်တဲ့အခါမှာသူတို့အမေခစ်ကမင်းသားတွေပေါ့နော်ဆိုပြီးတော့ပြောင်းမြင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ် ဒီခေတ်လူငယ်တွေလည်းအကုန်ချောကြပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲသူတို့ရဲ့အားပေးမှုပေါ့နော်အဲ့ခေတ်ရွယ်အားပေးတဲ့အခါကျသူတို့ရဲ့သူတို့ချစ်တဲ့ပြဟိုအနုပညာရှင်တို့သူတို့အားပေးရနေတဲ့သင်စားပြီးရေးကြတာပါဟုတ်ဒီခေတ်လူငယ်တွေလည်းအားလုံးချောကြပါတယ်ဟုတ်ဟုတ်အဲ့တုန်းကတော့တိတ်ပါမှမရှိဘူးလေဟုတ်ဟုတ်ဟုတ်အဲ့ကြမှာဟုတ်တယ်ဟုတ်တယ်ဟုတ်ရှိပါတယ်ဟိုကိုတို့တုန်းကတော့ဒါအနုပညာရှင်ဆိုဟိုဟက်ကက်တို့စိုင်းဆိုင်တို့เนาะနောက်ဟို ညညတာတို့အားလုံးတော်တော်များများရှိပါတယ်ဟုတ်ဟုတ်ကျွန်တော်မသိပြီမလုပ်ဖြစ်ကြတော့ဘောနော်ဒီဘိုင်းမှာလုပ်လုပ်နေရလူလည်းလုပ်ကြပါတယ်ဟုတ်ဟုတ်ဈာကံလာမှာတော့ဒီလိုပါပဲဟုတ်ကျွန်တော်တခြားအပြင်လုပ်ကလေးလုပ်ဖြစ်ပါတယ်ဟုတ်ဒီချိန်မှာတော့ဒီလိုကြီးပဲကောင်းပါတယ်ဟုတ်တယ်မဟုတ်လားเนาะအပူတွေမရှာတော့ဟုတ်အပြည့်တက်တရားအကိုပုံလေးတက်လာတဲ့ချိန်မှာသူတို့ရဲ့အားပေးစကားတွေပြန်ကြားရတယ်ပြန်လှုပ်စေချင်တယ်အဲ့အတွက်လည်းအကိုကဟိုပြည့်တက်နဲ့ပြန်တွေ့ရတယ်ပေါ့เนาะ online media နဲ့အဲ့အတွက်ကျေးဇူးတင်ပါတယ်အခုတော့ ကို interview လေးကြည့်ပြီးတော့လဲကျေနပ်မယ်လို့ထင်ပါတယ်ကိုအားပေးခဲ့တဲ့လူအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဟုတ်ခုလောဆယ်တော့ကျွန်တော်မလုပ်ဖြစ်သေးပါဘူးဗျာဟုတ်ဟုတ်ကျေးဇူးပါဟုတ်